ပိုက်ကြော်ချင်းအာကစားနီမြမအကြိုက်အာကစားနီတခုရဲ့လာမဲ့စီကိန်းအတွက်ရွှေစုအိမ်မက်ခီးလန်အိမ်ကြီးချင်းတွေမျှော်ငေးရမယ်အတောက်ပဆုံးပုံစံတစ်ခုနဲ့ဘလို့အမြင့်ပြန်ပြမလဲဒီဒီမှာလဲကျွန်တော်တို့တူတူမျှော်လင်းရမယ်အာကစားနီတခုဖြစ်ပိုက်ကြော်ချင်းအာကစားနီက ရှိနေပါတယ် လာမယ့်စီးကိန်းအတွက်ကျွန်တော်တို့အကောင်းဆုံးကြိုးစားထားပါတယ်ပေးသက်တည်းအားပေးကြပါဦးဗျာစည်းကိန်းလို့ဆိုလိုက်တာ ਨੇ မြန်မာနိုင်ငံအတွက်စုတစိုက်တွေအမြဲယူဆောင်ပေးနေကြအာကစားနည်းတွေထဲမှာပိုက်ကြော်ချင်းအာကစားနည်းကလည်းလုံးဝကိုမေ့ထားလို့မရတဲ့အာကစားနည်းတစ်ခုပါ မြန်မာပြည်ကျွမ်းကျင်တဲ့အာကစားနီတစ်ခုတက်သားရင်းဖြစ်နေတဲ့အာကစားနီတစ်ခုကဒီတစ်ခေါက်မှလည်းအရှိတောင်အာရှဆင်မြင့်ထက်မှာမြမကုံစောင့်နိုင်မှုပြင်ဆင်နေကြပါတယ်။သူတို့ဘလို့လေ့ကျင့်ပြင်ဆင်နေလဲ။ဘလောက်ထိအဆင်သင့်ဖြစ်နေပြီလဲ။ကျွန်တော်တို့အတူတူဒီကနေ့ရဲ့ Road to Sea အစီအစဉ်မှာဆက်ပြီးတော့ကြည့်ရှုရမှာဖြစ်ပါတယ်။ဒါကတော့နေပြီးတော့မှာပါမြန်မာပိုက်ချော်ချင်းလွယ်ရေးစင်နေအနေနဲ့စီးကိန်းအတွက်ဒီနေရာမှာလေ့ကျင့်နေကြတာဖြစ်ပါတယ် လာမယ့်ဒီဇင်ဘာမှာကျင်းပမယ်ထိုင်းစီကိန်းအတွက်အခုဆိုအတော်လေးအသင့်ဖြစ်နေပြီလို့ဆိုပါတယ်ဒီဒီချိန်33ချိန်မြောက်ထိုင်းစီကိန်းမှာတော့ပိုက်ကြော်ချင်းကောင်းစင်အောင်မှာကွင်းသွင်းချင်းခက်အပါဝင် ပြိုင်ပွဲအမျိုးအစား6မျိုးထည့်သွင်းကျင်းပမှာဖြစ်ပြီးဒီတွေကစုစုပေါင်း9မျိုးကိုတော့မြန်မာနိုင်ငံအနေနဲ့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ် အနည်းဆက်ဆုံးပြီးခဲ့တဲ့ဂျွန်လကကျင်းပခဲ့တဲ့တရုတ်အာဆီယံပြိုင်ပွဲမှာရွှေစုတွေတင်ပတ်ပြီးအကောင်းဆုံးတောက်ပနိုင်ခဲ့တယ်လို့မျိုးအခုလာမယ့်ထိုင်းစီးကိန်းမှာလည်းအင်ရှင်ထိုင်းအပါအဝင်အာဆီယံပြိုင်ပွဲတွေရှိမှာမြမပိုက်ကြော်ချင်းရဲ့အဆင့်တန်းကိုထပ်ပြီးပြသဖို့သူတို့စိတ်အားထက်သန်နေကြပါတယ်။ပိုက်ကြော်ချင်းအသင်းနဲ့လေ့ကျင့်ပြင်ဆင်မှုကတော့ကျွန်တော်တို့တက်လာပိုင်းနဲ့2025တက်လာပိုင်းနဲ့ကန့်ဝင်တယ်ဗျ။မင်းတို့ဒီနေ့ထီပဲဆိုပါတော့တစ်နှစ်ပတ်လုံးကန့်ဝင်ရတာပေါ့ဟုတ်ခင်ဗျ။ တိုင်ဘက်ကတော့အိရှင်ကထိုင်းဖြစ်တယ်ခက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 ်ရှင်ပြန်ရမယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ၄ရောက်တွေပေါ့အမျိုးသား၄ရောက်တွေကိုရှူရစိတ်မှန်းထားပါတယ်နောက်တစ်ခါခုနကမြင်နေရတဲ့ဂွင်းသွင်းမြို့သမီးဂွင်းသွင်းပေါ့ဒါကိုကျွန်တော်တို့ရှူရစိတ်မှန်းထားပါတယ်ကျန်တာကတော့ယောက်ျားလေးဂွင်းသွင်းဆိုရင်လည်းကျွန်တော်တို့ကအနေဆုံးတော့ဒုတိယဆုပေါ့ငွေတစ်သိပ်ရမယ်ပြီးတော့ miss quadrant miss ဆိုတာ miss quadrant ဆိုတာယောက်ျားလေး၂ယောက်မိန်းကလေး၂ယောက်ပေါ့နော်အဲ့ လေးယောက်တွဲကိုယောက်ျားလေးနှစ်ယောက်မိန်းကလေးနှစ်ယောက်တရားလေးပေါင်းပြီးစောရရာရှိတယ်အဲ့ဒါလဲကျွန်တော်တို့ finally မှန်တာလေခင်ဗျဟုတ်မကြခင်ကျင်းပတော့မယ့်ထိုင်းစည်းကိမ်မှာတော့ပိုက်ကြော်ချင်းပွဲစဉ်တွေအဖြစ်အမျိုးအစား9မျိုးကျင်းပမှာဖြစ်ပါတယ်မြန်မာပိုက်ကြော်ချင်းကစားသမားတွေအနေနဲ့အမျိုးသား၃ယောက်တွဲနဲ့အမျိုးသမီး၃ယောက်တွဲပွဲစဉ်တွေကိုတော့ဝင်ပြိုင်မှာမဟုတ်ပါဘူး။ဒါဆိုမြန်မာကဘလို့ပွဲစဉ်တွေမှာဝင်ပြိုင်မှာလဲ။မြန်မာပိုက်ကြော်ချင်းကစားသမားတွေအနေနဲ့လာမယ့်ထိုင်းစီးကိမ်းမှာတော့အမျိုးသား၄ယောက်တွဲ Man Quadrant အမျိုးသမီး၄ယောက်တွဲ Woman Quadrant အမျိုးသားအမျိုးသမီး၄ယောက်တွဲ Miss Quadrant အမျိုးသားအသင်းလိုက်၃ယောက်တွဲ Mantin Regu အမျိုးသမီးအသင်းလိုက်၃ယောက်တွဲ Woman Twin Regu စတဲ့အမျိုးအစား၅မျိုးမှာဝင်ပြိုင်မှာဖြစ်ပါတယ်။လာမယ့်ထိုင်းစီးရဲပါတော့ပိုက်ချော်ချင်းအနေနဲ့အုပ်စုအဆင့်ကိုစတင်ရှင်ပြိုင်ဖြတ်ကျော်အောင်မှာဖြစ်ပြီးပြိုင်ပွဲအမျိုးအစားတိုင်းမှာပြိုင်ပွဲဝင်နိုင်ငံတွေအနေနဲ့အုပ်စုနှစ်ခုခွဲပြီးရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လေးယောက်တည်းပြိုင်ပွဲမှာတော့အမျိုးသားအမျိုးသမီးနှစ်မျိုးစလုံးမှာမြန်မာအနေနဲ့အင်ရှင်ထိုင်းအသင်းနဲ့အုပ်စုတခုတည်းကြာရောက်နေပါတယ်ကျွန်တော်တို့ဒီပိုင်ရခြင်းအားသမီးကိုအပေးပါဦးမယ်ပြောပါမယ်။အဲဒါဆိုဒီပြိုင်ပွဲကကျွန်တော်တို့ကဘာပြောဒီနိုင်ငံကုံဆောင်မှုတော့ပေါ့။နောက်ပြီးတော့ဒီဒီလူချင်းနဲ့ပြည်သက်တွေလူချင်းတွေနဲ့ ွေတွေရအောင်လဲကျွန်တော်ကစူးစမ်းရမှာနမပိုက်ကြောချင်းအနေနဲ့အနည်းဆက်ဆုံးပြီးခဲ့တဲ့2023ကမ်ဘောဒီးယားစီဂိန်းတို့ကတော့အမျိုးသား၂ယောက်တွဲပြိုင်ပွဲမန်ဒပ်ပဲအမျိုးသမီး၂ယောက်တွဲပြိုင်ပွဲဝူမန်ဒပ်ပဲနဲ့အမျိုးသားအသင်းလိုက်၂ယောက်တွဲပြိုင်ပွဲတင်းဒပ်ပဲတွေကနေစုစုပေါင်းငွေနှစ်ခုကြေးတစ်ခုနိုင်ငံအတွက်ယူဆောင်ပေးနိုင်ခဲ့ပါတယ် မှတ်တမ်းမှတ်ရာတွေအရ2021 VNN စီးကိန်းတို့ကလည်းရွှေတစ်ခုကျေးသုံးခုရရှိခဲ့ပါသေးတယ်။ဒီတစ်ခေါက်မှာရောပိုကောင်းတဲ့မှတ်တိုင်သစ်တစ်ခုအတွက်သူတို့ဘလောက်အဆင်သင့်ဖြစ်နေပြီလဲ။ပြီးခဲ့တဲ့စီးကိန်းမှာရွှေနဲ့ဝေးခဲ့တဲ့ပိုက်ကြော်ချင်းအတွက်ဒီစီးကိန်းမှာဒီပြိုင်ပွဲအမျိုးအစား၅မျိုးကနေဘလို့စုတစိမ့်မျိုးတွေထပ်မံရင်ခုန်ရမလဲစောင့်ကြည့်သွားရမှာဖြစ်ပါရင်။ဒါပေမဲ့လည်းနောက်ဆုံးစီးကိန်းနှစ်ကြိမ်ဆက်မြမာရီစုတစိအဓိကရခဲ့တဲ့နှစ်ယောက်တွဲတပည့်မျိုးစားတွေကတော့ ဒီတစ်ခေါက်စီဂိမ်းမှာအင်ရှင်ဖြစ်တဲ့ဒိုင်းနိုင်ငံကထည့်သွင်းကျင်းပခြင်းမရှိခဲ့ပါဘူး။တိုင်းတို့ဘီနန်တို့တော့ကျွန်တော်တို့တိတ်အာမလွယ်သေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အတက်နိုင်ဆုံးကျွန်တော်တို့ချက်ကိုချက်ကဲတော့စူးစမ်းပြီးတော့အနိုင်ရအောင်တော့စူးစမ်းသွားမှာပါကျွန်တော်အဲ့ဒီ team event ကိုတော့ကျွန်တော်အမြင့်ဆုံး event ချက်ဖိုင်နယ်နောက်ထပ်ရောက်ဖို့အမြင့်ထားပါတယ်ဒါကျွန်တော်တို့ quadrant event ပေါ့၄ရောက်တွဲအားကစားနည်းကိုတော့ကျွန်တော်တို့ရွှေတစိမ့်ရရှိအောင်မျှော်မှန်းထားပါတယ်အဲ့ဒီမှာလည်းကျွန်တော်တို့ အဲခါထိုင်းရောဘီယန်နဲ့အကုန်လုံးပါတဲ့အတွက်ကျွန်တော်တို့ရုံတော့တော်တော်ကြီးတော့စူးစမ်းရုံခံရပါမယ်ခင်ဗျဟုတ်ကဲ့နောက်ဆုံးစီးကိန်းနှစ်ကြိမ်ဆက်မြန်မာနိုင်ငံအတွက်ရွှေတစ်ခုငွေတစ်ခုနဲ့ကြေးတစ်ခုယူဆောင်ပေးထားတဲ့အမျိုးသမီးပိုက်ကျော်ခြင်းအင်္ဂစားသမားတွေရဲ့အရွေးတစ်ခုကလည်းပိုက်ချော်ခြင်းမှာစောင့်ကြည့်ရမယ့်အရာတစ်ခုဖြစ်ရှိနေပါတယ်။အမျိုးသမီးပိုက်ကျော်ခြင်းကစားသမားတွေအနေနဲ့2021စီးကိန်းမှာရွှေတစ်ခုကြေးတစ်ခုနဲ့2023စီးကိန်းမှာငွေတစ်ခုယူဆောင်ပေးထားပါတယ်။ ဒီတစ်ခေါက်စီးကိန်းမှာတော့အမျိုးသမီးတွေအနေနဲ့၄ရောက်တွဲပြိုင်ပွဲအမျိုးသားအမျိုးသမီးအယောလေးယောက်တွဲပြိုင်ပွဲနဲ့အသင်းလိုက်၃ယောက်တွဲပြိုင်ပွဲစတဲ့သုံးမျိုးမှာဝင်ပြိုင်မှာဖြစ်ပြီးအမျိုးသမီးကစားသမားတွေစီးကိန်းမှာဘလောက်ထက်ပြီးတောက်ပနိုင်မလဲအားပေးကြည့်ရှုသွားရအောင်မှာဖြစ်ပါတယ်။ BNN စီးကိန်းမှာတော့၂ယောက်တွဲမှာဟိုရွှေစေးရရှိခဲ့ဟိုက၄ယောက်တွဲမှာတော့ကြေးရခဲ့ပါတယ်ဟုတ်။ဟိုကအခုကတော့အကောင်းဆုံးအရင်အထက်ကိုအကောင်းဆုံးပြင်ဆင်ထားတာဖြစ်တဲ့အတွက်အဲရှိတဲ့အားနဲ့အကုန်ရေဝင်ခန့်ချဖို့ ်ဟုတ်အဲ့ဒါပဲရှိပါတယ်ဟောအကောင်းဆုံးရှင်မြိုင်သွားမှာဖြစ်လို့အားပေးဖို့ဖိတ်ခေါ်ကြပါတယ်ဟုတ်ဒါကတော့လာမယ့်ထိုင်းစီကိန်းအတွက်နေပြည်တော်မှာ လေ့ကျင့်ပြင်ဆင်နေကြတဲ့ပိုက်ချော်ချင်းကစားသမားတွေပဲဖြစ်ပါတယ်။ရွှေသိမ်းစုရရှိအောင်စူးစမ်းနေတယ်ကျွန်တော်တို့ပိုက်ချော်ချင်းအသင်းကြီးကိုအားပေးကြပါဦးလို့ပရိသတ်ကြီးအားလုံးဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ ပိုက်ကျော်ချင်းကစားနီးအောက်မှာပဲနောက်ထပ်ကစားနီးအခွဲတစ်ခုဖြစ်တဲ့ဂွင်းသွင်းချင်းခတ်ကစားနီးကလည်းလာမယ့်စီးကိန်းမှာပြည်သက်တွေတစ်ဆက်တည်းအားပေးရဖို့ရှိနေပါတယ်။တမတ်အမြင့်နေရာမှာရှိနေတဲ့ဂွင်းတွင်းကိုကစားသမား၅ဦးကချင်းလုံးကိုဝင်အောင်ခတ်ကစားပြရတဲ့ဒီကစားနီးကပိုက်ကျော်ချင်းနီးတူချင်းပြည်သက်တွေနှစ်ချိုက်တဲ့ကစားနီးအဖြစ်ရှိနေပါတယ်။သူတို့အနေနဲ့လဲပိုက်ကျော်ချင်းဤသူစီးကိန်းမှာအောင်မြင်မှုရဖို့နေပြည်တော်မှာလေ့ကျင့်မှုတွေပြုလုပ်နေပါတယ် ဝင်းသွင်းချင်းခက်ကစားနီးဟာပြီးခဲ့တဲ့2023ကမ်ဘောဒီးယားစီးကိန်းမှာအမျိုးသားရောအမျိုးသမီးပြိုင်ပွဲနှမျိုးစလုံးမှာရွှေတစိပ်ယူပြပြီးဒေတာရင်းမှာအကောင်းဆုံးဆိုတဲ့အဆင့်တစ်ခုကိုမြန်မာတွေတက်တည်ပြနိုင်ခဲ့တဲ့ကစားနီးတစ်ခုဖြစ်ပါတယ်။ဒီအားကစားနီးရဲ့ကစားပုံစီးမင်းနေအကြောင်းကိုဝင်းသွင်းချင်းခက်နီးပြဦးသိန်းစော်မင်းကအခုလိုပြောပြပေးထားပါတယ်။ပြိုင်ပွဲဝင်တဲ့ခါကျတော့ကျွန်တော်တို့က၅ဦးပြိုင်ပြီးတော့တယောက်ကအရင်ဖြစ်ပါတယ်။နောက်သူ့မှာတော့ ခတ်တဲ့ခါမှာဒီဂွင်းထဲကိုဝင်ဝင်အောင်ခတ်နေရမယ်ခတ်နေတဲ့အချိန်မှာဒီဂွင်းထဲကိုဝင်သွားလို့ကျွန်တော်ကတစ်ခါဝင်တိုင်းဝင်တိုင်းမှာအမှတ်က10မှတ်ပေးပြီးတော့စုစုပေါင်းအမှတ်အရင်1000ရောက်အောင်ကျွန်တော်ခတ်ခတ်နိုင်လို့ရပါတယ်ကစားသမားတယောက်မှာဆိုရင်ခတ်ခတ်ဖို့အတွက်ကကျွန်တော်10မျိုးရှိတယ်ခြေခွင်းခြေပြားဒူးကောင်းဂျိတ်ပခုံးဆလွယ်ကြီးခြေပြားဆိုပြီးတော့အားလုံးပေါင်း10မျိုးရှိတယ်အဲ့10မျိုးကိုကျွန်တော်ကကိုတန်ရတန်ရတွင်းတွင်းနိုင်ပါတယ်နိုင်ွယ်တွင်းမှာ ပြိုင်ဘက်ကဟိုးဘက်မှာလည်းပြိုင်နေပဲကျွန်တော်ဒီဘက်မှာလည်းပြိုင်နေ။နိုင်ကွက်တွေမှာကျွန်တော်တို့ကအမှတ်အများဆုံးရသွားတယ်။နိုင်ကွက်ပြည့်သွားတဲ့ချိန်မှာအမှတ်အများဆုံးရတဲ့လူကအနိုင်ရမှာဖြစ်ပါတယ်။ရွှေစိတ်ရအောင်ကျွန်တော်တို့အမျိုးသားရောအမျိုးသမီးရောအားလုံးခွန်ဆိုင်ကြိုးစားနေတာပေါ့နော်။ရဖို့လည်းကျွန်တော်တို့ဟိုဒီမှာချိန်မိုးတွေဆင်းတယ်။အရင်တော့ဆိုသုံးချိန်ဆင်းတယ်။အခုတော့ပြိုင်ပွဲပြိုင်ပွဲနီးတဲ့ခါကျတော့နှစ်ချိန်ပြန်လျှော့ပြီးတော့ကျွန်တော်ဆင်းတယ်။ရဖို့လည်းကြိုးစားနေပါတယ်။ဟိုမှာပြည်သူတွေရောကိုနိုင်ငံမှာရှိတဲ့ပြည်သက်တွေရောကျွန်တော်တို့လည်းအားပေးကြပါလို့ အဲ့ဒါလေးကိုလည်းကျွန်တော်ဟိုပါပေါ့ဘိုင်းမျိုးတော့အားပေးကြပါလို့ပြောချင်ပါတယ်ဒီကွင်းသွင်းချင်းကကစားနီးမှာတော့ဖိလစ်ပိုင်နဲ့ကမ္ဘောဒီးယားနိုင်ငံတွေကမြန်မာရဲ့အဓိကပြိုင်ဘက်အဖြစ်ရှေ့ပိုင်းစည်းကိန်းတွေမှာအမြဲလိုရှိနေခဲ့ပါတယ်ဒီတစ်ခေါက်မှာရောမြန်မာတွေအင်ရှင်ထိုင်းပါဝင်ဒေတာတွင်ပြိုင်ဘက်တွေကိုကြော်လွန်ပြီးအမြင့်ဆုံးစွမ်းဆောင်ရည်တစ်ခုကိုထပ်ပြီးမြင်တွေ့ရမလားဆိုတာစောင့်ကြည့်သွားရမှာပါ။ ုံမှန်ဆိုရင်တော့ဒီကစားနီးကနှစ်နှစ်တစ်ကြိမ်ကျင်းပတဲ့စီကိန်းပြိုင်ပွဲတစ်လျှောက်မှာအမြဲလိုလိုမြင်တွေ့ရတဲ့ကစားနီးတစ်ခုတော့မဟုတ်ခဲ့ပါဘူး။နောက်ဆုံးစနစ်ကျော်ကာလအတွင်းမှာ 2013, 2019, 2023, 2023, 2023စီကိန်းတွေမှာသာဒီကစားနီးကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမြမကွင်းသွင်းချစ်ခက်ကစားသမားတွေဟာရှင်ပြိုင်ခွင့်ရတဲ့ဒီ၃ချိန်စလုံးမှာစုတစိတ်တွေနိုင်ငံအတွက်အမြဲလိုလိုယူဆောင်ပေးနိုင်ခဲ့ကြပါတယ်။ ဒါကြောင့်အခုတစ်ခေါက်ထိုင်းစီးကိန်းမှာလည်းဂွင်းသွင်းချစ်ခတ်ကစားနည်းကနေစုစိတ်တွေထွက်ပြီးယူဆောင်နိုင်မှုအတော်လေးမျှော်လင့်ကျင်စရာကောင်းနေပါတယ်။မြန်မာဂွင်းသွင်းချစ်ခတ်အသင်းအနေနဲ့အမျိုးသားပြိုင်ပွဲမှာအိန်ရှင်ထိုင်းဖိလစ်ပိုင်ကမ်ဘောဒီးယားဘရူနိုင်းနဲ့အရှိတီမောစတဲ့နိုင်ငံတွေနဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးအမျိုးသမီးပြိုင်ပွဲမှာတော့အိန်ရှင်ထိုင်းဖိလစ်ပိုင်ကမ်ဘောဒီးယားလာအိုနိုင်ငံတွေနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ဒါကတော့ လာမယ့်ဒီဇင်ဘာလအတွင်းထိုင်းနိုင်ငံမှာပြုလုပ်မယ့်33ကြိမ်မြောက်စီးကိန်းပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုသွားရောက်ရှင်ပြိုင်မယ့်ပိုက်ကြော်ချင်းနဲ့ဝင်းသွင်းချင်းခက်အာကစားနည်းတွေရဲ့လေ့ကျင့်ပြင်ဆင်နေမှုပုံရိပ်တွေပဲဖြစ်ပါတယ်။